ကျော်စူးစမ်းနေတာ3လ3လရှိပြီဟုတ်ဟုတ်ဟုတ်ကျော်ထပ်ပြီးတော့စူးစမ်းနေဟုတ်ဟုတ်ဒါမဲ့လေကျော်အခုလုံနေတဲ့အမှုဟိုပါပေါ့နော်ပြန်လုံနေတဲ့အမှုပညာလှူစားမှုတစ်ခုကြောင့်မလို့ကျွန်တော်နည်းနည်း pressure pressure နည်းနည်းများနေတဲ့အချိန်ဖြစ်နေရတော့နော်အဲ့ဒါကြောင့်မလို့လည်းပဲဟို3လဘာမှမဖြစ်သေးတာဖြစ်မှာလေဗျာဟုတ်လားအဲ့လိုအဲ့လိုအဲ့တော့ကျွန်တော်အဲ့ဒီအလုပ်ကလေးပြီးွားတဲ့ခါကျရင်တော့အဲ့လိုခီးလေးပါလေးထွက်ပြီးပါကြအဲအဲ့လိုမျိုးတော့စဉ်းစားထားပါတယ်ဟုတ် ီဖြစ်တယ်ဟိုအရင်တော့ကတော့မွေးငါပေါ့နော်အစာပြေပေါ့ဟိုဒီကကျတော့ဟိုဘယ်လိုခေါ်မလဲခမင်းလွတ်လွတ်မျိုးဖြစ်တာပေါ့နော်အဲ့တော့ဟိုဘယ်လိုခေါ်မလဲတနက်စာတနက်စာတော်တော်ဖူလုံသွားတာပေါ့အဲအဲ့ဒါမျိုးကျတော့ကိုလည်းထူးခဲ့တယ်ပေါ့နော်အဓိကတော့မေကြီးအတွက်တက်ရှိဒါနာပေါ့နော်အတက်ရှိဖို့ကျမ်းမာဖို့ဒါနာပေါ့အဟာရဒါနာပေါ့ဟုတ်ဟိုအဓိအဓိကကတော့ကျန်ကျန်ဘေးကင်းတက်ရှိသွားနေပေါ့နော်ကျန်ကျန်မှာချင်းချင်းတော့သာနေပါရနာကြီးဆက်ပြေးသွားဖို့ပဲကျွန်တော်တို့ကတော့ ဟိုစုတောင်းပါတယ်ဒါတော့မှဟိုဟိုကျွန်တော်တို့ကတော့အထူးသဖြင့်ကျွန်တော်ကပေါ့နော်ကျွန်တော်လုံးဝလည်းကျွန်တော်အဖေမိရအဲ့လိုမျိုးဟိုကဖြစ်ပေးခဲ့တာပဲလေဗျာပြောရမလားကိုကြတော့မှကိုသမီးကြတော့မှအဲ့လိုမျိုးဟိုကဖြစ်လို့မရတော့အဲ့တော့ဟိုအဲ့ထက်မပူရင်သာနေရမယ်အဲ့ထက်တော့ရောလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးသဘောမျိုးလေးပါတာပေါ့ပြီးတော့ကျွန်တော်တို့ကဝါသနာပါနေရလေသူကမဲ့တချင်းနေရစားလိုက်ဆိုနေအဲ့လိုအဲ့လိုအเจ้าမှာကပွဲတွေပါရှိရင်လေသူကလည်းကတော့ဟုတ်ဟုတ် ဟုတ်တယ်ဟိုတော့၃ယောက်ကအဲ့လိုမျိုးတောင်တောင်နဲ့တွေ့ရင်အရန်ချစ်တယ်ပေါ့နော်တွေ့ရင်တော့အရန်ချစ်လိုက်တယ်ပြီးတော့ဒါမဲ့အငဲတန်းကြီးအဲ့လိုတပူတွဲတဲ့နေရာလားဆိုတော့မဟုတ်ဘူးအဲအခုဆိုလဲဟိုဒီနေ့ပေါ့နော်နောက်နေ့တွေဆိုရင်တော့ဂျူးလဲလာလိမ့်မယ်ဒီနေ့တော့ဂျူးဟိုဟာစားလုပ်ကိစ္စရှိနေတော့မလာဘူးအဲတော့အဲ့လိုမျိုးပဲအဲ့တော့အကုန်လုံးက failing နဲ့ blank ပဲဗျာကွက်လက်ရှိတဲ့နေရာဝင်ဖြည့်ပဲအဲအဲ့လိုမျိုးပဲဟုတ်အခုပဲကျွန်တော်ကခလေးနဲ့ပတ်သက်တဲ့အစားအသောက်တွေတော့ကျွန်တော်မစီစဉ်ရဘူးကျွန်တော်လုံးလည်းမလုပ်တတ်ဘူးဗျာ ဟိုခေါင်းလေးရှုပ်တယ်အဲအဲ့ကလေးတော့အစားတော့စီစဉ်တာတွေပါလေဒါသူ့ပိုင်းနေပေါ့နော်အကျော်စူးစမ်းနေတာ3လ3လရှိပြီဟုတ်ဟုတ်ဟုတ်ထပ်ပြီးတော့စူးစမ်းနေဟုတ်ဟုတ်ဒါမဲ့လေကျွန်တော်အခုဟိုကျွန်တော်အခုလုပ်နေတဲ့အမှုဟိုပါပေါ့နော်ပြန်လုပ်နေတဲ့အမှုပညာလှူစားမှုတစ်ခုကြောင့်မလို့ဟိုကျွန်တော်နည်းနည်း pressure pressure နည်းနည်းများနေတဲ့အချိန်ဖြစ်နေရတော့နော်အဲ့ဒါကြောင့်မလို့လည်းပဲဟို3လဘာမှမဖြစ်သေးတာဖြစ်ပါလေဗျာဟုတ်လားအဲ့လိုအဲ့လို ကျွန်တော်အဲ့အဲ့လိုဖလီပြီးွားတဲ့ခါကျရင်တော့အဲ့လိုခီးလေးပါလေးထွက်ပြီးပါကြအဲအဲ့လိုမျိုးတော့စဉ်းစားထားပါတယ်ဟုတ်အဲ့အဲ့လိုမျိုးပေါ့နော်ထမင်းလို့ဟင်းလို့ပေါ့နော်ထမင်းနဲ့ဟင်းကျွေးတဲ့အလူမျိုးလေးဟိုကျွန်တော်တို့အပြင်တခြားလူတွေအများကြီးထပ်လုပ်ဖို့လိုအပ်ပါသေးတယ်လို့အားလုံးကအားလုံးအတွက်ဒီလိုမျိုးစားရေးဆိုတာဒီအခြေခံလူမ်းစားတွေဘက်မှာတော်တော်လေးလိုအပ်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့လိုမျိုးပဲကြည့်ပြီးတော့ ဟိုအဲ့လိုမျိုးလေးပဲလိုက်ပြီးတော့ကျွေးကျင်စိတ်ဖြစ်ကြရင်လည်းကျင်းတတ်ပါလေလို့အဲ့တော့ဒီလူလေးပေါ်မှာဟိုအကုသိုလ်စိတ်မဖြစ်သွားပဲကုသိုလ်စိတ်လေးဖြစ်ပြီးတော့မုဒိတာပွားနိုင်လို့ပဲကျွန်တော်တို့လူပါကျွေးတတ်ပါလေဒီလိုပဲ